ငလင်ပေးအတွက်ကုညီခဲ့စေလို့ရင်တရေအချောက်ခံခဲ့ရတာကအခုလိုပြန်ပြောပြလာခဲ့တဲ့ဖြိုးမြတ်အောင်ပရိသတ်ညာလုံးမဲမင်္ဂလာဝါရှင်အေဂရစ်ဒိုင်ယရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အစတော်ဖြိုးမြတ်အောင်ကတော့ငလင်ပေးတင်းပြည်သူတွေကကုညီလူတန်းမှုတွေပြုလုပ်တဲ့ခရီးစဉ်မှာသူကိုယ်တိုင်တရေအချောက်ခံခဲ့ရတဲ့အကြောင်းပြန်လည်ပြီးတော့ဖောက်တယ်ချလာခဲ့ပါတယ်ဖြိုးမြတ်အောင်ကငလင်ပေးအတွက်ကုညီလူတန်းမှုတွေပြုလုပ်ရမှာသူတက်နိုင်တဲ့ဘက်ကနေတတတအားနဲ့ပါဝင်ခဲ့ရပါမူလတော်ကတော့သူတယောက်တည်းသွားဖို့အတွက်စဉ်းစားခဲ့ပေမဲ့နောက်ပိုင်းမှာတော့ ောင်နေမင်းနဲ့နှစ်ယောက်အတူလှုပ်ဖြစ်သွားခဲ့ပါတယ်။အဲဒီချိန်မှာသူတို့ရဲ့လက်ထဲမှာငွေပုံငွေရံကတိတ်ပြီးတော့မရှိပါဘူး။ဒါကြောင့်နေမင်းနဲ့ဖြိုးမြောင်တို့နှစ်ယောက်စလုံးကသူတို့စီမှာရှိတဲ့ငွေလေးတွေကိုစုဆောင်းလိုက်တဲ့ချိန်မှာတိတ်နေရာကျော်လောက်ရရှိသွားခဲ့ပါတယ်။ အရင်နောက်မှာတော့ရင်းနေတဲ့မိတ်ဆွေတွေကလည်းအလွန်ငယ်တွေကိုပါဝင်ပေးခဲ့ကြပြီးတော့စေတနာရှင်တွေကပါဝင်ရလိုက်တဲ့ချိန်မှာတော့ကျိုးမြောင်တို့ရဲ့လက်ထဲမှာအလွန်ငယ်က3000ကျော်လောက်ထိရရှိသွားခဲ့ပါတယ်။ဒီငွေတွေကိုကျိုးမြောင်နဲ့နေမင်းတို့ကစနစ်တကျနဲ့စီမံခန့်ခွဲပြီးတော့လူတန်းမှုတွေပြုလုပ်ခဲ့ပါတယ်။ကျိုးမြောင်တို့အရင်ဆုံးသွားခဲ့တာကတော့သခိုင်းဖြစ်ပါတယ်။အရင်နောက်မန္တလေးစိန်ပန်းတရာဦး၊အင်းဝါ၊အမရပူရာစားတဲ့နေရာတွေကိုလူတန်းပေးဖို့သွားရောက်ခဲ့ရပါ။အရင်နောက်အင်းလေးဘက်ကိုလည်းကျိုးမြောင်ကသွားခဲ့ပါတယ်။အင်းလေးကနေပြန်တက်လာပြီးတော့ ြန်ခဏနာကအင်းလေးကိုထပ်မံသွားရောက်ပြီးတော့လူတန်းမှုပြုလုပ်ခဲ့ပါတယ်။မန္တလေးစကိုင်းတို့မှာအလူရှင်တွေကများပြားရှိပေမဲ့အင်းလေးဘက်မှာတော့အလူရှင်တွေတိတ်မရောက်ပါဘူး။ဒါကြောင့်ဖြိုးမြောင်တို့ကအင်းလေးဘက်ကိုသွားရောက်လူတန်းတာနှစ်ခေါက်ဖြစ်သွားခဲ့ပါတယ်။ဖြိုးမြောင်တို့ကလူတန်းမှုတွေပြုလုပ်ရမှာအရန်ကရောလူတန်းတာမျိုးမလုပ်ပါဘူး။နေရာတစ်ခုကိုရောက်တဲ့ချိန်မှာကိုရိုင်းကွင်းဆင်းလေးလာခြင်းသက်ဆိုင်ရာလူကြီးတွေစီမင်းမြန်စကားပြောဆိုခြင်းတွေကိုပြုလုပ်ပြီးတော့တကယ်လို့အဲ့နေရဆိုရင်သူတို့လက်နဲ့တကယ်လှူပေးခဲ့တာပါ။ဖြိုးမြောင်တို့အဖွဲ့မှာသူရဲ့တငယ်ချင်းဆီယဝင်း င်တောင်မှပါဝင်သွားခဲ့ပြီးတော့အသေးစားခွဲစိတ်မှုပြုလုပ်လို့ရတဲ့အနေအထားထိပြင်ဆင်မှုတွေပြုလုပ်ထားပါတယ်ကျောင်းမြောင်တို့ကငလင်ဘေးအတွက်လူတန်းဖို့တွားရောက်ကြရမှာမနက်ဆိုရင်အစောကြီးထားတတ်ကြပြီးတော့ညဘက်တွေဆိုရင်9နာရီ10နာရီလောက်မှသာကိုနားမဲနေရာကိုပြန်လေးရှိတတ်ကြပါတယ်။ဒါကြောင့်မနက်လေးမှရှိစဉ်တုန်းကဖြိုးမြောင်တို့အဖွဲ့ဟာတရေအချောက်ခံရတာတောင်ရှိခဲ့ပါတယ်။ဖြိုးမြောင်တို့ကမန္တလေးကနေပြင်ဦးလင်းကိုညဘက်အိတ်ဖို့အတွက်ပြန်တက်ကြပါတယ်။ဒီလိုသွားရင်းနဲ့တရက်မှာတော့စစ်စေးရေးဂိတ်မှာကားကရုတ်တရက်ပြတ်သွားခဲ့ပါတယ်။ အဆိုပါကားကအရက်တောက်ပြီးတော့လုံးဝမောင်းလို့မရတဲ့ကားပါအရက်တောက်ပြီးမောင်းရင်တခုမဟုတ်တခုဖြစ်တတ်ပါတယ်။ဒါကြောင့်ဖြိုးမြောင်ကတောက်တက်တဲ့ကားဆရာကိုမမောင်းခိုင်းတော့ပဲသူကိုယ်တိုင်မောင်းလာခဲ့ပါတယ်။ကားမောင်းရင်းနဲ့တိတ်မကြခင်မှာပဲဖြိုးမြောင်ရဲ့နှာခေါင်းထဲမှာအပုံနဲ့ကထောင်းကနေရလာပါတယ်။အပုံနဲ့ရပြီးတိတ်မကြခင်မှာအမွေးနဲ့တွေထက်ရလာပြန်ပါတယ်။ဒါတွေကအပြင်ပဝင်းကျင်ကနေရတဲ့အနက်လိုပဲဖြိုးမြောင်ကစိတ်ပြောင်းလိုက်တာပါခဏနေတော့ကားပေါ်မှာပါလာတဲ့အဖွဲဝင်တယောက်ကကိုဖြိုးရီကျွန်တော်မရတော့ဘူးကျွန်တော်ကိုလာပြောနေပြီ ကျွန်တော်ကိုလာပြောနေပြီလို့ထအော်လိုက်ပါတယ်။ဒါကြောင့်အားလုံးကအလန့်တကြားဖြစ်ကုန်ကြပါတယ်။တခြားတယောက်ကတော့ဒီကိစ္စတွေကိုယဉ်ဤကျွမ်းဝင်ပြီးသားဖြစ်တာကြောင့်ကားပေါ်မှာမကျွတ်မလွတ်တဲ့သူတွေပါလာခဲ့တဲ့အကြောင်းဖြိုးမြအောင်ကိုပြောပါရစေ။နောက်ဆုံးမှာတော့ဖြိုးမြအောင်လည်းစိတ်ကိုလျှော့လိုက်ပြီးတော့ဘာပြောချင်လဲပြောစမ်းဆိုပြီးခွင့်ပြုပေးလိုက်ရမှာကလေးနှစ်ယောက်ကိုရှင်ပြူပေးဖို့အတွက်ဆိုပြီးပြောခဲ့ရပါ။ကလေးနှစ်ယောက်ကအသက်ရှိလားဆိုပြီးမေးရမှာတော့ကလေးနှစ်ယောက်စလုံးကသူနဲ့အတူတူဖတ်ထားရင်းနဲ့တိုက်ပြီးလို့ဆုံးသွားခဲ့ပြီလို့ဆိုပါရစေ။ ။နေရာတိကျမေးရမှာမပြောဘဲနဲ့ငိုဝင်းကိုနေခဲ့ရပါ။ဒေသပြီးသားကလေးတွေကိုရှင်ပြူလို့မရနိုင်တာကြောင့်ဖြိုးမြောင်တို့ကပြူထားသမျှကုတူတွေကိုအမျှပေးဝေခြင်းနဲ့နောက်ရက်မှာဆိုရင်အစိုးရဝိညာဉ်တွေကိုခေါ်ယူပြီးတော့အကျွတ်လုပ်ပွဲလေးလုပ်ပေးခဲ့ပါတယ်။ငလင်ပေးကြောင့်ကလွန်သွားခဲ့ရတဲ့သူတွေစီမှာအခုလိုမျိုးမျောလင်းချက်ကလေးတွေကိုစီရှိကြပါတယ်။ ဒါပေမဲ့ဒီမျောလင်းချက်လေးတွေကိုအကောင်အထည်မဖော်ရသေးခင်မှာငလင်းချောင်းတေဆုံးသွားခဲ့ပြီးတော့စိတ်တွေကဆွဲနေပြီးမကျွတ်မလွတ်ဖြစ်နေကြပါတယ်။တေချာတွေးကြည့်ရင်တော့သနားစရာကောင်းတဲ့ဇာလန်းလေးတစ်ပုဒ်ကိုကြည့်နေရတယ်လို့ပါပဲ။ရင်ထဲမှာစွန့်နေကြခွေရပါတယ်။ပရိသတ်ညာနေနဲ့ဖြိုးမြောင်တို့တရေချောက်ခံခဲ့ရတဲ့ကိစ္စပေါ်မှာဘယ်လိုမျိုးထင်ပါသလဲရှင်။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။